ဒီအဟိုဈေးကြီးကိုရောက်ရှိနေရဖြစ်ပါတယ်။ဒီမှာတော့မြင်တွေ့ရတဲ့အချိန်မှာကျွန်တော်တို့ဈေးတိုင်လေးတွေပြန်ဖွင့်နေပြီ။ဟောမှာလည်းဈေးတိုင်လေးတွေပြန်ဖွင့်နေပြီ။ဟောဘက်လမ်းကြားထဲမှာဆိုရင်ပို့ပြီးတော့ဆီကားတယ်။အဲ့ဘက်လမ်းကိုလည်းတစ်ချက်သွားကြည့်ကြည့်ပါမယ်။အာဒီမှာအားကြီးပဲစီနေပြီကြည့်အောင်။ဖန် subscribe တော့။ဟုတ်ကဲ့ပါရှင်ဟုတ်။ဒီကစနိုက်ပါစူးကြီးဟာ။ဟာဘာဖြစ်လဲ။ဟာဘယ်နဲ့လာနေလဲဆိုတော့ရောင်းရတယ်အများကြီး။ဟုတ်ကဲ့။ဟိုဈေးကတော့တော်တော်လေးစီရသေးလား။မှတ်ပါကြည့်အောင်မဟုတ်ရှိပါကော။ ကျွန်မတို့ဒါဒီကနေ့ကကျွန်မတို့ဒီသတင်းကျော့မလန်ချန်ဆိုရင်သတင်းကျော့လာပြီးနေပေါ့နော်။ဒီကနေ့ကတော့သတင်းကျော့လာတာ14ရက်နေ့ပေါ့။ငါတောင်ခံရုပ်ထဲမှာတော့အဟိုသိင်းမှာတော်တော်လေးသူကသွားတာကိုခုမှတင်နိုင်တယ်သူတို့ဘဝတွေရ။ပါလေ။မတို့အသေးရက်ဒီမှာအဝတ်ထည်တွေအကောင်လုံးပြန်ဝင်လို့ရနေပါပြီ။ဆိုတော့တောင်ခံပြည်သူတွေအများဆုံးပြန်ပြီးတော့အေးအေးဆေးဆေးနဲ့လာရောက်နေထိုင်လို့ရပါပြီ။ဒီမှာလက်စစ်ပစ္စည်းတွေဖုန်းလာနေလည်းပြန်ဖွင့်နေပြီ။ တော့ကိုစီနေမယ်ငါထင်တော့မထားလောက်စီပါနေလိမ့်မယ်လို့အောက်မှာစက်ပါပါလဲဝယ်လို့ရပြီအဆုံရနေအဆုံရနေပြီဘောမှာအထည်တိုင်းလက်ရှိရဘောမှာဟောပဲအရင်နေ့ရောက်ပါမယ်အင်းအဲ့တော့ဟုတ်ပါโอเคว่ะมาโอเคว่ะใช่ฮะโอเคโอเคเอามาเลยใช่ฮะมาดีกว่าเลยอ่ะ OK ပါရှင်ဒီပြင်ကတော့ဖြစ်နေတယ်ပြင်ပေါ်ခါကျခါဒီဒီမှာတိုက်ရိုင်းကိုတော်တော်လေးစီနေမှာတင်ကန်းပေးခရတာငယ်ပဲခင်ဗျာ။ဒါတော့အောင်တွေးခဲ့တိုင်းပဲတီယန်လီကန်ပြီးဆုတ်ခွာသွေးတော်တဲ့ချိန်မှာတကယ်လော်ဘီတွေကနေပြီးဝင်ရောက်ပြီးတော့ခုလိုမျိုးဝါဒပြတ်မှုတွေလုပ်နေဖြစ်ပါတယ်။ထုတ်ခဲ့တာတော့ကြာရင်မလဲနောက်မှအိမ်ရောက်မှလုံခြုံရေးနေရာမှာတင်ရရဖြစ်ပါတယ်။မလဲတော်လိုင်းအဖွဲ့တွေရှိရညာဒီသက်မှာပြီးသွားမယ်ဆိုရင်တော့တော်လိုင်းအဖွဲ့တွေလက်ဆောင်ပြီးမှာအိမ်နေပါပဲ။ မင်းလိုမျိုးလူကလည်းပေးမမီတောက်မမီအုံနောက်ကလည်းပေးမမီတောက်မမီလည်းမဟုတ်ဘူးကွာအဲကြောင့်ရိုးရိုးလေးပြောလိုက်မသလားအုံနောက်ပေးမီတောက်မီတဲ့လူတိုင်းကြက်ပြည့်တဲ့လူတိုင်းမင်းတေးအောင်မလက်မခံဘူးဘောလမ်မှုတွေအားလုံးပဲသဘာဝဘီးနဲ့မီးပြီးတယ်မှာအမြန်ဆုံးကင်းမွေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကျဲရီပေါ်လိရှင်ဝင်ချန်နယ်လေးကပြန်နေကြိုဆိုလိုက်ပါတယ်ဒီရီဂျန်သွားပေးကြမှာတော့ယနေ့အော်တိုဘားလ25ရက်နေ့စနေနေ့ရမတပိုင်းတီအောင်ဆုံးရရှိတဲ့တင်းချူကိုအချင်းချုပ်ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်တော်လည်းမျိုးတွေအားလုံးပဲအဆုံးနှီးရှိဖို့ဒီနေ့မှာထပ်မံတောင်းဆိုလိုက်ပါရစေ။ မြန်မာနိုင်ငံတော်ဝန်တရားရတာတွင်စစ်ကောင်စီကစစ်ကွေးတိုက်ဆုံမှုစီမှာတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်မှာတော့တိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ကွေးတွေအသေးများနေပါတယ်။တနင်္သာရီတိုင်းပလောမြို့နယ်မှာနှစ်ကောင်းသခိုင်းတိုင်းရွှေဘုံမြို့နယ်မှာတော့တော်လိုင်းရဲဘော်တအူးတင်မကောင်းဆောင်နဲ့ကြာဆုံးခဲ့ရပြီးချင်းပြည်နယ်ကံပလတ်မြို့နယ်မှာလည်းတော်လိုင်းရဲဘော်တအူးတင်မကောင်းဆောင်နဲ့ကြာဆုံးခဲ့ရကြောင်းသိရပါတယ်။နောက်ဆုံးတွင်ပုံအနေနဲ့ကတော့အာဏာရလာရင်မြန်မာနိုင်ငံကိုကိုပိုင် VPN နဲ့ခံပြီးတော့လုံမယ်ဆိုပြီးတော့တုံးဝနေတဲ့တသက်ခိုင်နှကောင်ကတော့လက်ရှိဂျမာကတော့အောင်မြင်တဲ့68 resident အင်ယာစီမံကိန်းကြောင့်ငွေကျက်ဘီလီယံ တရားကျော်အကျွေးတင်ကပြန်လဲပေးဆက်နိုင်မှာမရှိတဲ့အတွက်သက်သက်ခိုင်ကိုလွတ်တော်ကိုယ်စားလက်လောင်းဖြစ်ကပဲဖျက်ခံရအောင်သိရှိရပါတယ်။မဟာရန်ကုန်မြို့မှာမအောင်မြင်ခဲ့တဲ့ Sister Resident အင်ယာစီမံကိန်းကြောင့်ငွေကျက်ဘီလီယံတရားကျော်အကျွေးတင်နေခဲ့တဲ့ပြည်သူ့ရှိဆောင်ပါတီဥက္ကဋ္ဌသက်သက်ခိုင်မှာလွတ်တော်ကိုယ်စားလက်လောင်းဖြစ်ကပဲဖျက်ခံရအောင်နိုင်ငံရေးတိုင်းဝိုင်းတွေကဥစဉ်ထုတ်ပေါ်ပြောဆိုလာတဲ့တွေ့ရပါတယ်။ဘိုင်ဖီယာနာနဲ့ဆရာဆန်လမ်းတော်မှာရှိတဲ့ Sister Resident အင်ယာစီမံကိန်းကိုသက်သက်ခိုင်နဲ့အောင်ကျော်ဝင်းတို့ကပြန်ပေါ်စာဗန်ထမ်းမှာငွေကျက်ဘီလီယံတရားကျော်ချိန်ငှားခဲ့ကြောင်း ဥပဒေနဲ့ district resident အိမ်ယာစီမံကိန်းဟာအချိန်မီလဲပြီးစီးခဲ့ခြင်းမရှိရင်အခန်းအနိုင်ခြင်းမရှိခဲ့ကြောင်းပုံပြင်ပြန်ပေါ်သားမှာချူထားသောငွေကျပ်ဘီလီယံတရာကျော်မှာလဲပြန်လဲပေးဆက်နိုင်ခြင်းမရှိကြောင်းသိရှိရပါတယ်။အကုန်မျိုးဗဟန်းမျိုးနဲ့ဆရာဆန်နန်းနဲ့ကပ ాయి ဖျားလာမှာရှိတဲ့မြေကြီးကပေါ်မှာတိဆောက်ခဲ့တဲ့28ထက်မြင့်ရှိတဲ့ district resident အစင်းမြင့်ကိုနိုကို United GB Development Company ကတာဝန်ယူတိဆောက်နေခြင်းဖြစ်ပြီးတသက်ခိုင်တဲ့အောင်ကျော်ဝင်းကတော့အဆိုပါကုမ္ပဏီရဲ့ဥက္ကဋ္ဌနဲ့ဒါရိုက်တာများဖြစ်ကြောင်းလည်းသိရှိရပါတယ်။ဒီသူရှိဆောင်ပါတီ PPP ဥက္ကဋ္ဌတသက်ခိုင်ဟာ ။ဒါမဲ့စစ်တကပြုလို့မဲ့ရွေးကောက်ပွဲမှာတော့ရန်ကုန်တိုင်းမြို့သားလွတ်တော်မဲဆန္ဒအမှတ်နဲ့မှာဝင်ရောက်ရှင်ပြန်ရန်လျှောက်လာတင်ခဲ့ကောင်းရဲ့မဲဆန္ဒနေမှာတော့ဗဟန်၊ကမာယုအလုံးစမ်းကြောင်းကြီးမြင်တိုင်းလိုင်းမရန်ကုန်မြောက်ကလာပမြို့နယ်တို့ပုံရောက်သိရှိရပါတယ်။သက်သက်ခိုင်ရဲ့ပါတီဟာတနိုင်ငံလုံးတိုင်းတာနယ်တွေဝင်ရောက်ရှင်ပြန်မှာဖြစ်ပါတယ်။ပါတီတို့ပါတီအနေဖြင့်တဲ့ပါတီမဲဆွယ်ကာလမှာတဲ့ Facebook အပေါ်ပိတ်ပင်ထားခြင်းကိုတဲ့အစိုးရ အစိုးရထံနဲ့ပြန်လည်ဖြေလျှော့ပေးရန်တောင်းဆိုမှုရှိပါသလားတဲ့လူမှုလည်းအမြင်ပြောင်းလာပြီဖြစ်တာကြောင့်လည်းပြန်လည်ဖွင့်ပေးသင့်ပါသလားဆိုရင်အဲကျမပြောမယ်ပေါ့နော်ဆိုလို့ရှိရင်အဓိကတော့ VPN နေတုံးနေရတဲ့ကိစ္စပါကြည့်ကျမတစ်ယောက်တည်းရဲ့သဘောဆိုရင်တော့ VPN နေတုံးလဲ Facebook ကတော့တုံးနေကြတာပဲပေါ့နော်ဆိုတော့ VPN ခံလဲတိတ်တော့လဲမထူးပါဘူးအဲဆိုတော့ VPN ကိုအဲ VPN ကိုဟို VPN ခံမှာပဲပေါ့နော် Cyber Security ပေါ့ဒီဒီ Cyber security ကဟိုပေါ့နော်ဒီဒီ online လုံခြုံမှုက VPN ခါမှပဲဖြစ်မယ်ဆိုရင် အစိုးရကလုတ်တဲ့ VPN ကိုလုတ်ပြီးတော့မှဟိုဒီလူတိုင်းတုံးလို့ရအောင်ပေါ့နော် VPN နဲ့ခံပြီးတော့မှတုံးတာမျိုးပေါ့နော် Facebook ကိုလွတ်လွတ်လပ်လပ်ပေးတုံးလိုက်သို့တော်လည်းဒီ VPN ကိုဟိုကဝင်ရတာဒီကဝင်ရတာဒီကပိတ်ထားတာဟိုကဖွင့်ထားတာအဲ့လိုမလုပ်ဘဲနဲ့အစိုးရကပဲ VPN တစ်ခုကိုတီထောင်လိုက်ပြီးတော့မှဒီဆက်သွယ်ရေးပေါ့ဝင်ကြီးဌာနကနေပြီးတော့မှဟို VPN ကို လုံးလိုက် ပြီးလို့ရှင် VPN ကိုလူတိုင်းသုံးလို့ရတယ် VPN သုံးခြင်းအပြင် Facebook သုံးလို့ရမယ်ပေါ့နော်စသဖြင့်ဒီလိုလုံးခြင်းအပြင် Facebook သုံးတဲ့လူတွေရဲ့အကောင့်တွေဘာတွေကိုအစိုးရကနေပြီးတော့ဟို Cyber Security နီလန်းအရာထိန်းချုပ်နိုင်တာမျိုးပေါ့နော်ဒါမျိုးဆိုကောင်းပါလေရှင်အာ VPN ကဟိုလုံခြုံရေးအတွက်ဆိုလို့ရှိရင်တော့အဲလုံခြုံရေးအတွက်ခံရတဲ့ VPN ဆိုရင်တော့ကျမပြောချင်တာကလေဟိုဟာဖြစ်ဖို့ကောင်းပါတယ်အစိုးရကပဲလုတ်လိုက်ပြီးတော့မှဟိုစီးပွားရေးလိုမျိုးသဘောမဟုတ်ဖ ೇನೆ ပေါ့နော်အစိုးရကလည်း VPN တစ်ခုတည်းပေါ့မြန်မာပြည်လိုင်းဒီ VPN ခိုင်ရင်လူတိုင်းဝင်လို့ရတယ်ဒါပေမဲ့ဘယ်သူဝင်လဲဆိုတာကို VPN ကိုပိုင်ရှင်ဖြစ်တဲ့အစိုးရသိနေတယ်ဆိုတာမျိုးပေါ့နော်ပိုင်ရှင်ဖြစ်တဲ့ဝန်ကြီးဌာနသိနေတယ်ဆိုတာမျိုးကျွန်မ IT တော့မကြွမ်းပါဘူးအဲဆိုတော့ဒါတို့တော်လဲပေါ့နော်ပြည်သူလူထုက VPN တွေသုံးပြီးတော့မှ social media တွေသုံးရတာခက်ခဲနေတယ်ဆိုရင်တော့အစိုးရအနေနဲ့အပြည်သူလူထုလည်းအဆင်ပြေအစိုးရဘက်က cyber security လည်းအဲပေါ့နော်ဟိုဒီ short လို့မရမ short ကျင်လို့ရှင့်နော်အဲ့လိုသဘောမျိုးဆောင်ရွက်လို့ရတယ်လို့ကျွန်မ ယူဆပါတယ်ရှင်ရှင်လဲလျှောက်တာနောက်တဲ့တဲ့ပုံအနေနဲ့ကတော့မြန်မာနိုင်ငံမှာလူတချို့သာပါဝင်နိုင်တဲ့ရွေးကောက်ပွဲကိုအာဆီယံနိုင်ငံရာယဝင်ကြီးတွေကမလို့လားကြောင်းလေးရှားနိုင်ငံရာယဝင်ကြီးကထုတ်ပေါ်ပြောကြားလိုက်ဖြစ်ပါတယ်အာဆီယံထိပ်သီးညီလာခံမစတင်ပြီးကျင်းပခဲ့တဲ့အာဆီယံနိုင်ငံရာယဝင်ကြီးများစီဝေးပြီးအလဲကြဥက္ကဋ္ဌနိုင်ငံမလေးရှားနိုင်ငံရာယဝင်ကြီးမိုဟာမတ်အာဆန်ကပြောဆိုခဲ့တာဖြစ်ပါတယ်အာဆီယံအနေနဲ့ဒီဇင်ဘာမှာကျင်းပမယ်ဆိုတဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုကြားဆင်းနိုင်ခြင်းမရှိပေမဲ့အာဆီယံနိုင်ငံရာယဝင်ကြီးတွေဟာအဲ့ဒီရွေးကောက်ပွဲကိုလွတ်လပ်ပြီးမျှတပြီး တကယ်ကိုမှပဲအားလုံးပါဝင်နိုင်တဲ့ရွေးကောက်ပွဲဖြစ်စီကြောင်းမစ္စတာမူဟမ်မတ်အာဆီယံကပြောတာတွေ့ရှိရပါတယ်။ဒီနေ့ကျင်းပခဲ့တဲ့အာဆီယံနိုင်ငံသားရဲ့ဝင်ကြီးများစီဝေးပြီးမှလည်းမလေးရှားနိုင်ငံသားရဲ့ဝင်ကြီးဟာအာဆီယံရဲ့မြန်မာပြည်ငင်းငယ်ရေးစီစဉ်တူညီဆန္ဒ9ရက်ဟာအကောင့်တွေဖော်ဖို့ဖြတ်ခဲတဲ့အရာမဟုတ်ဘူးလို့ပြောကြားသွားခဲ့ပါတယ်။စစ်ကောင်စီအနေနဲ့ကတော့အာဆီယံတူညီဆန္ဒ9ရက်ကိုလိုက်နာကျင့်သုံးသင့်တယ်လို့လည်းမစ္စတာမူဟမ်မတ်အာဆန်ကတိုက်တွန်းခဲ့ပေမဲ့ဒီခွေးမင်းအောင်နိုင်ကတော့ဘာပလာတာကျွေးနေတယ်လို့ပါကျွေးပါဆောင်တည်ပါဟောတော့ဒီမှာအုံပြန်တာတွေ့ရသေးပါဘူး။ လိုလဲရောင်မင်းအာဆီယံအိမ်မက်ပြတ်သွားတယ်ဆိုငါတမျောတာလက်ဖက်တုံးနဲ့ငါတလောက်ပေါင်းတော့တမျောတယ်မစ်စင်နာဂျပူရတလားမင်းဖြစ်ချင်တိုင်းဖြစ်လို့ရတိုင်းရုရှားလို့တရုတ်တို့လောက်မှမျိုးဘက်ရထားစီးရတဲ့အဆင်းပဲဖြစ်ချင်တိုင်းဖြစ်လို့ရမယ်ဒီအာဆီယံနိုင်ငံတွေကတော့မင်းကိုလက်မခံဘူးဘာဖြစ်လို့လဲဒီလားဒီမှာအုတ်ချုပ်တဲ့လူတွေကကြက်ပြည့်တယ်အုံနောက်လည်းကြက်ပြည့်တယ် ပေးမိတောင်းမိတယ်အရက်လည်းပေးမိတောင်းမိတယ်မင်းလိုမျိုးလူကလည်းပေးမမိတောင်းမမိအုံနောက်ကလည်းပေးမမိတောင်းမမိတယ်မဟုတ်ဘူးကွာအဲ့တော့ရူရူဒီပြောလိုက်မှာလားအုံနောက်ပေးမိတောင်းမိတဲ့လူတိုင်းကြက်ပြည့်တဲ့လူတိုင်းမင်းတရားအောင်မလက်မခံဘူးမင်းဟိုနော်ပဲမင်းနိုင်ငံမှာအခု9နှစ်မင်းဘာအုပ်ချုပ်လို့ဘာတိုးတက်လာမင်းလက်ထက်ထဲမှာဘာတွေတိုးတက်လာတဲ့ချက်ပြောကြည့် အဲ့ဒါကိုမင်းကိုဟိုကြက်မပြည့်တဲ့ကောင်လက်တဆုပ်စာလောက်အဝမ်းရတာနဲ့မင်းကိုမင်းဟုတ်ပြီးတင်ပြီးတော့ပါတယ်အာဆီယံဆမ်မစ်ကိုမင်းရလက်တမ်းမယ် five point consensus ဆိုပြီးတော့မင်းကိုဟိုးနောက်ဆုံးထိုင်ကုန်လေးထဲမှာအချင်းသားလို့ပဲမင်းမမိလားအချင်းသားလို့ပဲ2021အနောက်မှိုင်းတော့မင်းကိုထားရပြီးတော့မင်းကိုပြောခဲ့တဲ့ဒီငါးချက်ကိုပြင်ပါဆိုတာပထမချက်ဖြစ်တဲ့မင်း immediately assistant assistant violence in the myanmar ဆိုတဲ့ဒီမြန်မာနိုင်ငံထဲမှာအချမ်းဖတ်မှုတွေချက်ချင်းရပ်ပါလို့မင်းအဲ့တချက်တည်းမှာတတူလေးပဲအဲဒီပထမဦးဆုံးအချက်မှာတဝက်ပါတဲ့ဟာနောက်တစ်ခါတော့ all party they were trying to restrain လုပ်မှာဟာအဲဒီဟာလေးတော့မင်းက မလုတ်ပြီးနိုင်ပဲနဲ့အခုမှ election ဘန်းပြပြီးတော့မင်းကအာဆီယံအစည်းအဝေးပွဲပဲတက်ချင်တာပေါ့အာဆီယံခေါင်းဆောင်တွေကိုစောက်ပေါက်ကြရတွေကိုလေးကွာတွေပြပေါက်ကြရစာအုပ်တွေပေးလက်ပတ်တုပ်တွေငါတလောက်ပေါင်းတွေကျွေးပြီးတော့မင်းလာချင်တာပေါ့အော်ချက်ပူရဲ့ချက်ပြေစမ်းပါကွာဒီမှရှိတဲ့လူတွေအားလုံးချက်ပြေတယ်မင်းဘယ်သူမှလက်မခံဘူးကွာမင်းအဲ့ဒီအချက်၅ချက်မှပထမအချက်တော့မလိုက်နိုင်နိုင်မင်းနဲ့မင်းဒီစီဝေးလက်တန်းရအောင်ဒီမှာခလီးတွေ အပြိုတမ်းဖေးရိုက်တဲ့ပိုးရမဟုတ်ဘူးတိလာအဲဆောက်ယူဆောက်ယူလို့ပြောရင်ဆောက်ယူတိတ်ခါကြတယ်ဂျပူဒီကောင်ဘာကောင်လေးကွာတွေ့ရတာ စိတ်တိုးတိုးနေတယ်ဆိုဟလာအာဆီယံစီဝေဝေမတက်ရလို့မင်းအစင်းနဲ့ချိန်မကွာမှန်ရှိတော့ကိုကြည့်ကိုအစင်းနဲ့ကိုဆောင်ယုံနဲ့ကိုလှုပ်ထားတာကိုဆောင်လုံးနဲ့ဒီလိုအစီဝေပွဲနဲ့ မင်းနဲ့တူလာတန်လာရှုပ်ဖို့စိတ်ကောင်းလာတယ်မင်းတိတ်ကြပြတ်တွေးကြီးငါဆိုလေတတ်တင်နိုင်ကိုကိုရှက်လို့အဲ့ဒါလိုမျိုးပဲမင်းနောက်မှာမင်းကိုယုံကြည်အားကိုးပြီးတော့မင်းဘောမနဲ့လူတွေနဲ့ဘလို့အုံနောက်နဲ့မနဲ့လည်းမသိအဲ့ဒီကောင်နေမင်းတို့လည်းလည်းအလားကြည်ကြအေးရုရှားလောက်သွားတုံးကမြောင်လောက်ထိရဟိုးမှာညွတ်မှုလောက်စောင့်စင်းတဲ့ယထာပတ်စီး မတခါတော့မဗရာဒီမဘူတင်းကလာအုံနောက်ချောင်းတဲ့အချိန်မှာမင်းစီကဗာရမယ်မြူးမြက်လေးရမယ်ဆိုတော့သူစောက်ခွက်ကိုပေးတွေးလိုက်တာဟာပောက်ကရ40စာအုံဒီပေးလို့ပေးပောက်ကရကျွေးလို့ကျွေးနေမင်းကိုမင်းဟောက်ပြီးထင်တာလားမအိမ်ဝေးဒီမှာဘသူမှလက်ဖက်တော့နဲ့ငါတလောက်မှမကြိုက်ဘူးတောင်သားငါပူဒါပဲမင်းအာကုသူများတယ်မလေးတို့မလေးရှားအောင်မင်းဒါချင်နဲ့လာလို့ရတဲ့နေရာထင်တယ်လားဟွန်းတခြားလူတို့ဟုတ်ချင်အောင်မင်းတို့တော့လာချင်တိုင်းလာလို့မရဘူးတိလား အေးမွေးငပူစစစစကြက်သေးတုံးကောင်နောက်ထပ်တင်ပုံအနေနဲ့ကတော့မန္တလေးတိုင်းဝမ်ဒရီမြို့မှာစစ်ကောင်စီတပ်ဟာအိမ်တွေပေါ်ထိအော်တာတဆွဲနေပြီးလူငယ်တွေကိုဖမ်းဆီးနေကြောင်းလူကန်တွေကပြောလာတယ်တွေ့ရှိရပါတယ်။အော်တိုဘားလ23ဝင်းနေမနဲ့7တနားကြီးဝင်းကျင်လောက်မှာဝမ်ဒရီမြို့နယ်မြန်လန်းရှိဘက်ကရွာတွေရှိတဲ့အင်းကုန်းရွာနဲ့ကံပတ်လေရွာတွေမှာစစ်တပ်ဟာအိမ်ပေါ်တွေထိတက်ပြီးအော်တာတဆွဲလို့၄ဦးထက်မနည်းဖမ်းဆီးခံရတယ်ရွာသူရွာသားတွေကလည်းဖက်ပြေးခဲ့ရတယ်လို့သိရှိရပါတယ်။ညနေပိုင်းမှာလဲကျောင်းကုန်းရွာသစ်စစ်ရွာတို့ကိုလည်း တစ်တကအင်စီကရီနဲ့ပတ်ပြီးပေါ်တာဆွဲလို့ကျောင်းကုန်းရွာကနှစ်ဦးပါသွားကြောင်းလည်းသိရှိရပါတယ်။ကွန်စီတာဟာစစ်မှုထမ်းအပတ်စဉ်16ကိုစတင်နေဖြစ်ပြီးတော့အပတ်စဉ်19အတွက်စုဆောင်နေတာဖြစ်ကြောင်းလည်းသိရှိရပါတယ်။ကဲဒါကတော့မင်းတို့ကောင်းလေးအင်ခံနေမယ်ဆိုရင်တော့အချိန်တိုင်းအိမ်ပေါ်ရောက်လာမှာတော့အသေးချာပဲဆိုရင်စကားတိုင်းပဲအခုဆိုရင်တော့တကယ်ရောက်လိုက်ဖြစ်တဲ့အတွက်တော်လိုင်းသည်တော်လိုင်းသည်ပြပဲတော်လိုင်းရုံနေ့စဉ်ထောက်ပို့ရင်းနေပဲတော်လိုင်းငွေတွေနေလဲတော်လိုင်းရုံဝင်ရပူပေါင်းကြဖို့ညံကနေပြောအမှန်နိုးစော်ကြည့်ပါတယ်။ဒီကဲဘုဒ္ဓဘုစကမရဲ့အတွင်းလူတွေထဲမှာ ဗုဒ္ဓဘုကိုယ်တိုင်ကယုံကြည်ရသူမရှိသလောက်ကိုဖြစ်နေပြီ။အဲဒီထဲမှာမှဗုဒ္ဓဘုပေါ်ကြိတ်မနိုင်ခဲမရဖြစ်ပြီးခွင်ကြုံရင်ပြန်ကစ်ဖို့အတွက်ချောင်းနေတဲ့သူတွေလည်းအပုံကြီး။အဲဒီထဲမှာမှပြောရရင်လူမဲဖြစ်နေလို့ဆိုပြီးစစ်တပ်ကနေပတ်ထုတ်ခံလိုက်ရတဲ့ဆိုတဲ့ခင်ကြီးတယောက်။ကျွန်တော်ပါဠိဩခရရခင်ကတော့ရဲချုပ်ဟောင်းတာလာဇီနီးယားတမရော်ရဲ့ဘူချုပ်ဟောင်းခင်ကြီးပါပဲ။သူ့ဘက်ကနေကြည့်ရရင်လဲ ဗိုလ်တပ်ဘူးကျင်ဆိုးကိုကဘာမကြီးမာမာဝေဖြစ်မယ်ဆိုလဲဖြစ်เสียလीတကယ်ဆိုလို့ချင်းသူကသူ့အနေနဲ့ကအပတ်စဉ်ရတက်ကျုပ်ဖြစ်လာနိုင်တဲ့သူဒါပေမဲ့ဗျာတက်ကျုပ်ဖြစ်တော့မဲ့ကောင်ကအသားမဲလို့မရဘူးဆိုပြီးတရုတ်ကကြိုက်မှာမဟုတ်ဘူးဆိုပြီးဘာညာနဲ့ရဲဘက်ကိုပို့လိုက်တယ်ရဲကျုပ်ဖြစ်ပေမဲ့လဲတက်အမိန်ကို နာခံနေရတော့ကျွန်တော်တို့စီမာကပြောရရင်စေရဲမိကြက်ပေါ့ဗျာအဲ့စင်လာရှိတယ်ချင်းကွန်မန်ချင်း ဲ့မှာတက်ပြီးမှရဲရဲပြီးမှမိသက်သူ့နောက်မှာမှချက်ချင်းအဲ့ကြောင့်မလို့လူမဲဖြစ်လို့တမင်ရဲဘက်ကိုပို့တာအတိတာကြီးအခုလဲသူသူသူရဲ့ဝန်ခံစကားအခုလဲကြည်လိုက်အောင်ရဲကနေမှအနားယူခိုင်းပြီးကြံဖို့ကိုတာဝန်ယူခိုင်းလိုက်တယ်သူခင်ဗျဘယ်ကြင်နဲ့ရှာမလဲဟဲ့နောက်တူဦးကတော့ဘူးလက်လက်ဆွေပေါ့သူကလဲ ရာဇဝင်နဲ့မခုတ်ကဆက်ယုံကိုလက်နဲ့ဆက်ယုံကိုခေါ်မဲ့အစားတိုင်းကြီးပြည့်တိုင်းချစ်ပြည့်ချစ်ငံပြရီဆက်ယုံလို့ခေါ်ဖို့ပြောလာတဲ့ငံပြရီလှဆွေဂျီနီဖာလိုပတ်ရဲ့ဖင်ကိုအမခံထားတဲ့အကြောင်းပြောလို့ဖင်တချမ်းလှဆွေဘူးလက်လက်ဆွေဆိုတော့ထပ်ပေါ်လိုက်သေးတယ် KIA ကိုရှုလက်နဲ့မှခေါ်လို့မရရင်ဘူးလက်နဲ့ခုံမယ်ဆိုပြီးတော့ဘူးလက်လက်ဆွေပြီးတော့တွန်နေတဲ့သူဒီလူကမာယာများတယ်ညံနေညံနေတဲ့သူဒီလူကသူ့ကြတော့လဲဖားပါဗျာ စကားဖွာတယ်သူဖွာမိတဲ့စကားကို तू ပြန်ဖာရတယ်နောက်သူ့ကိုပုတ်တပူကျင်ဆိုးကညုံညင်မညုံညင်ရလေအောင်ဆိုပြီးပြန်ဖာရတယ်အဲ့လိုမျိုးကျွမ်းကျင်တယ် तू ရှိကဖုံနောက်ကဖော်ဆိုတဲ့ဖေးသည်အကြီးစားခွချက်ထိုင်နေတာလားတော့အောင်မေးရတယ်စဉ်းစားစရာပြူစောဒီကောင်းဆောင်ဘိုတီတို့တားထောင်တို့ကိုမြောက်ခင်အမှပြူစောရှိတို့ပက်ပက်ဆက်ဆက်ရဲရဲဆက်ဆက်လှုပ်ခဲကြတဲ့အဖြစ်ကိုဘယ်မေ့ရမလဲဗျာ ဒီလူတွေကလုံမဲ့ရွေးကောက်ပွဲရွေးကောက်ပွဲအတုလုံပြီးတော့လဲအာနာလွှဲပြောင်းယူမယ်ဘာမှနိုင်ငံကဖြစ်လာမယ်မထင်ဘူးလူပြည်သူတွေကမိအေးနှခါနာဖြစ်မှာမယ်စာရေးဆရာတင်မောင်တန်းပြောတဲ့စကားအရာပြောရရင်ဂျမ်ဘပါတီကခပိုက်ဆောင်ပါတီခပိုက်ခပတ်ဝစ်ကနေမှပြောင်းဖွဲ့ထားတာဆိုတော့ခပတ်အိတ်ပါတီပေါ့ဗျာလူတကံပါတီလက်ကင်တုတ်ပါတီဒီပါတီကိုပဲအာနာပြန်ရအောင်လုပ်ကြမှာမယ်ပြည်သူတွေကတော့ပြောရရင်ဘယ်ဖက်ကနေညာဖက်ပြောင်းကန်ယူရတဲ့ဘဝကိုရောက် ဂုံဂုံပြောမယ်ဗျာရှင်းရှင်းလေးပါပဲရှင်းရှင်းလေးဟိုမှာအတင်းတင်းပြောနေကြတာလည်းဥတန်းရှာနေကြတာအလုံးမရှိလို့ပဲဖြစ်နေမယ်ဘလို့ပဲချူချူဘလို့ပဲကလဗန်ထိုးပြီးဖဲဝေဝေ သူတို့ပဲအနိုင်ရမယ်2008ဖွဲ့စည်းပုံကြီးကိုသူတို့ကိုယ်တိုင်စိတ်ကြရေးဆွဲထားတယ်အဲ့ဒီရေးဆွဲထားတဲ့ဖွဲ့စည်းပုံကြီးကိုပဲပြန်ချိုးဖောက်ပြီးတော့အာနာသိမ်းကြတာအဲ့ဒီတဲ့ဟိုကအလုံးကပြက်ပြဲသွားပြီအဲ့လို2008ဖွဲ့စည်းပုံပြက်ပြဲသွားပြီဆိုကြဲဟိုကသူတို့ရဲ့ နိုင်ဖဲဖွဲ့စည်းပုံ2008ရင်းနဲ့လုံမဲ့ရွေးကောက်ပွဲဆိုတာလည်းဖြစ်เสียအကြောင်းကိုမရှိဘူးဒီကြားထဲမှာမှတပူးကလည်းဖုန်ထအောင်ခုန်ပြသေးတယ်ထွက်လာမဲ့ထွန်းတက်လာမဲ့အာဆန်စီဝေးပွဲမှာကျင်ဆိုးပါတက်မတဲ့ဒါမျိုးတိုင်းအောင်ကင်လိုက်ချင်သေးဗျာတက်ချင်းတက်ကျိုးစင်မဲ့တက်ရမယ်တတ်တော်ဘာကိုအာဆန်က no please ပါလို့ပြောလိုက်တယ်မယုံစောင့်တာကြည်ပြီးတော့တလောကပဲ ပြောင်းလဲပြောင်းစသတောင်းစားကအာဆန်မပြောတာဘူးဖီလုံးတွေလှုပ်ပြောပြောမိတယ်လို့လို့တော့ဆောက်ရက်တွေပြန်ပြန်ကွဲခဲ့ရတာလည်းမကြသေးဘူးအခုလည်းမဖိဖဲနဲ့ဖိတ်တရောင်ပဲသူပဲတက်တော့မဲ့ရောင်ရောင်ဖိတ်ပင်အထာတွေလှုပ်ထားတာအာဆန်စည်းဝေးကိုကော်မတီများမှတ်လို့လားမသိဘူးသူတက်ချင်တိုင်းတက်လို့ရအဲ့တော့ဟိုမျိုးတွေပြန်ပါဒီမျိုးတွေပြန်ပါနိုင်တဲ့ဖြစ်နေတဲ့အဖြစ်မှာပေါ့ဖော်ကကျင်ဆိုးကိုငါးမှုတံပွဲထုတ်တယ်ဟာရက်စကီကလည်းပါရက်နားရက်လုခဲ့တယ် ဒီကြားထဲမှာမှတခုတည်းသောထွက်ပေါက်ကရွေးကောက်ပွဲဆိုပြီးတော့ဒင်းတို့ကကြွေးကြော်နေကြတာအဲ့တော့ဘာဖြစ်မလဲရန်သူက သူ့လို့သူ့လို့ဆရာရှိတာလုံနေတာပြောရရင်ငါတို့တွေကတော့ဘာလဲဘယ်လဲနေကွင်းနေတတိကြီးထွက်လာနေတယ်ဒါကလည်းဆိုးရအကောင်ဖြစ်လာတာလို့ပဲမှတ်ကြတာပေါ့ဗျာဒီနေ့ပါပဲ KNL ဒူးချုပ်အဖူတော်ဟောဘာထွက်ပြောလဲ အင်မတန်နှုတ်ဆက်နေတဲ့လူကြီးကတော့မှအခုစပြီးထွက်ပြေါ်လာပြီမကြငယ်မဲ့တပ်ပေါင်းစုပေါ်လာတော့မယ်တဲ့ဘိုလ်ချုပ်ကြီးတင်မီရဲ့စကားအလကားတော့မဟုတ်လေဖြစ်သမျှကြောင့်အကောင်းကြီးပဲကိုပဲဥတီနေပြီလို့သာကျုပ်တို့တွေတွေးရတော့မှမယ်ရင်ငင်ကဆိုလို့ရှိရင်ဟိုလိုကလေးညှိနှိုင်းဒီဟာကလေးပြစ်စို့ညင်းညခုံညနဲ့ဘာမှမရောက်အမှတ်တရနဲ့ဇက်သိမ်းခုတော့အဲ့လိုမဟုတ်တော့ဘူးတော်ရင်ရာစုတွေက ဗုဒ္ဓဘုကျင်ဆိုကောင်းမှုအကြောင်းပြုပြီးအရင်လိုငင်းငင်းခုံခုံလေးမရှိတော့ဖြစ်သွားကြတယ်။အများစုကတော့တစိမ့်တဲ့တဝမ်းနဲ့တစုတဲ့ဖြစ်နေခွေယူကိုမေတ္တာတုံနဲ့မယွတ်ကြီးတွေ့ကြရနဲ့ဝိုင်းတမကြဘူးအချိန်တန်ပြီဆိုတာအတွေးတွေပေါက်ထားကြဘူးလို့ဒါကြောင့်ဘူဘောကစကားဥတန်းလာတာပဲဒီထက်ပိုတဲ့အရွေးတစ်ချို့ကိုအရွေးတစ်ချို့ကိုအချိန်နဲ့ပြင်းပြင်းစင်စင်လုံနေကြတာရှိနေပြီ မဖြစ်ခင်ဖြစ်ပြီးဟဲ့လို့တော့လုံလုံကျူးကျူးအာမမခံဘူးသို့တော့အရာတွေဖြစ်ကိုဖြစ်ရမယ်ဆိုတာကတော့ဖြစ်ကိုဖြစ်လာလိမ့်မယ်ဆိုတာကတော့အားလုံးစိတ်ထဲပိုင်းဖြတ်ပြီးနေပြီဒါကြောင့်ဘာအကြောင်းကြောင်းလဲမှာ စိတ်ဓာတ်တွေရိုင်းမလဲကြနဲ့ငါတို့ဒီအထိရောက်လာခဲ့ကြပြီဒီအထိရောက်ဖို့ပြီးဆက်ခဲ့တာတွေကိုလည်းပြန်စဉ်းစားကြကြားပါများလို့ရိုးမသွားမဲ့ကိစ္စတွေလည်းရှိနေတယ်တော်လန်ကြီးကမြေပြင်တိုင်းမှာ နေ့တိုင်းမှာတိုက်ပွဲတွေဖြစ်နေတယ်။ခွေးဗနကောင်တေးသေးကြားရလို့ဝမ်းမြောက်ဝမ်းသာဖြစ်ကြတာကအရေးမကြီးဘူး။ကိုဘက်ကတယောက်ကြတယ်နှစ်ယောက်ကြတယ်ဆိုတာကရင်ဘတ်ကြီးနဲ့ခံစားပြီးတော့ဝမ်းနေကြရမှာ။သူတို့တွေဟာကိုသွေးသားတွေကိုခြေလက်အင်္ကာတွေလို့တွေးဆွေးခံစားရမှာ။ဒီစိတ်တွေနဲ့ရှေ့ဆက်ကြရမယ်။မနိုင်စရာဘာမှမရှိဘူး။ တဲဦးအလံကိုမမိတ်မတုံလိုက်ပါကြီးရှုရင်းနဲ့ပွဲသိမ်းတိုက်ကွက်ကိုပေါ်ဆောင်ရမှာအာကုံထဲ့ကြဘူးလားအာကုံထဲ့ကြဘူးလားလို့လေယုံကြည်သူတွေအားနဲ့ပဲပွဲသိမ်းဖို့လုံလောက်နေပြီယုံကြည်ချက်ခိုင်မာသူချင်းပဲမဖောက်မပြန်မရိမ့်မရိုင်းနဲ့လက်တွဲချိတ်ဆက်ဆက်ချီတက်ကြတယ်ကျူတလက်ကြက်တခုံလောဂရမ်မို့လို့အာကုံကျုပ်တို့ကတော့ထဲ့ယုံကြဖို့လုံနေရေးတော်မှာအောင်းနေတယ်